ဒေါ်လာပြည်သူအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်စစ်တပ်ပေါ့နော်ဒီအာဏာရှင်ကိုအရေးယူတဲ့အခါကျွန်တော်တို့တွေ IAO ကအရေးယူတဲ့အခါရုရှားပီရာရဲ့လာအိုတရုတ်နိုင်ငံတို့ကနေပြီးတော့ကန့်ကွက်ခဲ့ကြတယ်လို့ကျွန်တော်တို့သိရပါတယ်စစ်ကောင်စီကိုဆောင်းပါး33ပြည့်အရေးယူရန်ဆုံးဖြတ်မှုမြန်မာလူထုကြီးအောင်ပွဲအဖြစ်နဲ့အရင်ကြည်လာလို့တို့လို့ပါကျွန်တော်တို့၅နှစ်တောင်မှကျွန်တော်တို့ပြည်သူတွေရဲ့စူးစမ်းမှုရဲ့ခွန်အားတက်လာပဲပြီးရောက်လာတယ် အခြေအနေပြနော်ကျွန်တော်တို့နိုင်ငံကိုရှစ်တဲ့သူရှားတယ်နော်ကျွန်တော်နိုင်ငံတိုးတက်ဖွံ့ဖြိုးမှာကိုကန့်ကွက်တဲ့နိုင်ငံကဘယ်နိုင်ငံလဲဆိုတော့ကျွန်တော်ကမိဘဖြစ်ပြီးပြောပြပေးပါဘယ်နိုင်ငံကကန့်ကွက်တာလဲဆိုတော့အဲ့ဒီနိုင်ငံတွေမှတ်ထားကျွန်တော်တို့ဒေါ်လာရေးပြီးတဲ့ခါကျရင်ဒီကောင်တွေပေါင်ချဆုပ်ကျွန်တော်နိုင်ငံကိုကန့်ကွက်တဲ့နိုင်ငံကရုရှားပြည်သားတွေလာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတယ်တဲ့ ပြပဆိုင်ရာလို့တမအဖွဲ့ချုပ် IAO ကစစ်ကောင်စီကိုဆောင်းပါး33ပေါ့နော်အရေးယူရင်စွန့်တက်ချက်ချမှတ်မှုမြန်မာလူကြီးအောင်ပွဲအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ IUG အလို့တမဝန်ကြီးဌာနကလည်းကြိုးလိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ဂျမနီဆွစ်ဇာလန်နိုင်ငံဂျလီဗာမြို့နိုင်ကျင်းပပြုလုပ်လျက်ရှိတဲ့133ချိန်မြောက်အပြပဆိုင်ရာလို့တမရေးရညီလာကနော်မှာ IAO ကစစ်ကောင်စီအခြေခံလို့တမအခွင့်ရေး လူအခွင့်အရေးချိုးဖောက်မှုများအထူးသဖြင့်เนาะဒါ IO ကနေလွတ်လပ်စွာတင်ပင်ဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89အာရမလောက်ခိုင်းအလောက်ခိုင်းစီချင်းဆိုင်ရာဥပဒေပုံမှန်29ကိုကျိုးလွန်ချိုးဖောက်မှုကြောင့်အခန်း33မှာအရာစစ်ကောင်စီကိုအရေးယူရန်ဆုံးဖြတ်ချက်ချမှတ်လိုက်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲဒီဆုံးဖြတ်ချက်ဒီမြန်မာပြည်သူလူထု၏အောင်ပွဲဖြစ်ပြီးတော့ မြမပြည်သူလူထုကနေနှစ်ပေါင်းများစွာကြက်ကြက်ခန့်ရင်ဆိုင်ပြီးတော့အကြမ်းဖက်စစ်တပ်တနက်ကြီးစံများကြားမှနီးနိုးစုံနဲ့ဖိနှိပ်မှုမောင်းများစွာအမျိုးသမီးများအပေါ်လိမ်မိုင်းဆိုင်ရာအနိုင်ကျင့်မှုများအရတားပြည်သူလူထုနဲ့စာတင်ကြောင်းများပညာတင်ကြားနေသည့်ကလေးငယ်များပေါ်လူရင်နဲ့အတင်းဟလာအကြမ်းဖက်ရက်ဆက်စွာဘုံကျဲတိုက်ခိုက်မှုကြားထဲမှာကြက်ကြက်ခန့်ရင်ဆိုင်ခဲ့ရတဲ့ပြည်သူအောင်ပွဲဖြစ်တယ်လို့အန်ယူဂျီကပြောထားပါတယ် ယခုကဲ့သို့စေအုပ်စုဟာအရေးယူရေးဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက်အမျိုးသားညီညွတ်အစိုးရ၏သုံးဖွဲ့ဆိုင်ကိုယ်စားလှယ်အဖွဲ့ကိုယ်စားလှယ်မြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစုနော် MAA CDU MA ဥမ္မောင်ကနေညီလာခံတွေကနဦးအဖွဲ့အမှားစကားပြောကြတာတိုက်တွန်းပြောကြခဲ့ပြီးတစ်ဆက်ထဲမှာလည်းအဘိဓိဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ်ဒုတိယကိုယ်စားလှယ်အမျိုးသားညီညွတ်ရေးအစိုးရ၏သုံးဖွဲ့ဆိုင်အဖွဲ့အလို့သမားကိုယ်စားလှယ်ဒေါ်ဖြိုးစန္နာ so m a m a a d c d u m က co2 ရဲ့အခြေခံလောက်တမအခွင့်ရေးလူအခွင့်ရေးချိုးပေါင်းမှုများအနိုင်ကျင့်ဖိနှိပ်မှုအကြံဖတ်လို့ရများအတွက်အချောင်းမပါအခန်းပါ33အရာအရေးယူခြင်းဒီလက်စားချေခြင်းမဟုတ်ပဲမြမာပြည်သူလူထု၏ဂုံတိတ်ခါနှင့်တရားမျှတမှုမြမာပြည်သူလူထု၏တိုးတက်ရေးဘဝပြောင်းလဲတည်ဆောက်ရေးအတွက်ဖြစ်တယ်လို့ပြောကြားထားပါတယ် အာယုညီလာခံတွင်မြန်မာလူထုအားကိုစားပြုသည့်အမျိုးသားညီညွတ်ရေးအစိုးရအလို့သမောင်းဝန်ကြီးဌာနဦးဆောင်သည့်အစိုးရလုပ်ငန်းရှင်အလို့သမောင်းကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးတော့မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့်အခြေခံလူ့အခွင့်အရေးများပြန်လည်ရရှိရေးကြိုးပမ်းဆောင်ရွက်မှုများနော်တမိုင်းတွင်လည်းစုံဖြတ်ချက်တည်းရချမှတ်လိုက်ခြင်းဖြစ်တယ်လို့မြန်မာပြည်လူထုပေါ်တကဘာလုံးနဲ့ IAO တို့ကမျက်ွယ်ပြုမထားကြောင်းကိုမျက်မြင်သက်သေပြလိုက်ခြင်းဖြစ်ကြောင်းအန်ယူဂျီကလည်းထုတ်ပြန်လိုက်ပါတယ် မြန်မာပြည်သူလူထုပေါ့ဖိနှိပ်တက်ဖြတ်နော်နေတဲ့စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရများကိုကဗတ်အလဲမှာဖော်ထုတ်ပြသနိုင်ခဲ့ခြင်းလည်းဖြစ်တယ်လို့မြန်မာပြည်လူထုနဲ့အတူ IAO အဖွဲ့ဝင်နိုင်ငံများမှအစိုးရအလို့ရှင်အလို့သမားကိုယ်စားလှယ်များနိုင်ငံတကာအတွင်းရှိနေတဲ့အလို့သမားများအလို့သမကတမကအဖွဲ့ဝင်များခေါင်းဆောင်များကမြန်မာလူထုနဲ့အတူတသားတည်းရက်တိကြောင် ကြားသိုက်ခဲ့ခြင်းဖြစ်တယ်လို့အန်ယူဂျီကစပ်ပြောထားပါတယ်။နော် စေအုပ်စုကိုအခမ်းမဆောင်းမပါ အခမ်းရ33ရအေးယူပြီးကိစ္စကိုအစိုးတင်သွင်းတဲ့အခါမှာမြန်မာအုပ်စုနဲ့တကဘာလုံးနိုင်တဲ့စင်တင်ပြုအနိုင်ကျင့်ရန်စူးစမ်းနေတဲ့ဒီနိုင်ငံတွေမှတ်ထားတော့ကျွန်တော်တို့တော်လိုင်းရေးပြီးတဲ့ကောင်ဒီကောင်တွေကိုပေါ်ကြဆုပ်ဖို့ရုရှားဘီလာရုလာအိုတရုတ်နိုင်ငံတို့ကနေကတ်ကွက်ကြတယ်ကတ်ကွက်ခဲ့ကြတော့လေယခုညီလာခံကိုတက်ရောက်လာကြတဲ့အလုရှင်ကိုယ်စားလှယ်များ အလုတ္တမကိုယ်စားလှယ်များနိုင်ငံတကာမှတက်ရောက်လာကြတဲ့စီးပွားရေးကိုယ်စားလှယ်များမှတခန်းတခနဲ့ပေါ့နော်အင်းလိုက်အားတိုင်းထောက်ခံခဲ့ကြတယ်လို့သိရပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်ထောက်ခံပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်အခါမှာ33ဆုံးဖြတ်ချက်အရအောင်ပွဲပြီးတကဘာလုံးတွင်ရှိနေကြသည့်စစ်အုပ်စုနှင့်စစ်အုပ်စုအပေါင်းပါများကိုလက်နက်ရှိတိုင်းနိုင်ထက်စင်းနှင်းလောက်ဆောင်ရေးမရကြောင်းတတ်တည်ပြခြင်းဖြစ်တယ်လို့ ဒီမိုကရေစီစနစ်ကိုအပြည့်အဝလက်ခံကျင့်သုံးတဲ့ ILO သုံးပွင့်ဆိုင်ရန်ရားပဲတည်ရှိနေကြတဲ့နိုင်ငံတကာအစိုးရများအလို့ရှင်များအလို့သမားများအနေဖြင့်မြန်မာပြည်သူလူထုဤဘဝကိုမျက်ကွယ်မပြုထားပဲတသားတည်းရပ်တည်ပြီးတော့စေအုပ်စုအနေဖြင့်နိုင်ထက်စင်းနေပြုနေမှုများကိုမိသူကမှလက်မခံကြောင်းပြက်ပြက်တတပြသလိုက်တဲ့ပွဲတစ်ပွဲဖြစ်တယ်လို့အန်ယူဂျီကလည်းဒီမြန်မာပြည်သူလူထုတရက်လုံးကိုကြေညာလိုက်ပါတယ် အဓိကကျွန်တော်ဒီမှာပြောချင်တဲ့အရာကနော်ဘာလဲဆိုတော့ကျွန်တော်တို့တော်လန်ကြီးပြီးသွားတဲ့ခါကျရင်ဒီလိုနိုင်ငံတွေကိုကျွန်တော်တို့တွေဘာလုပ်ရမလဲဆိုတာကိုမိဘပြည်သူပြောချင်တာဘာလုပ်မလဲဆိုတာကိုမိဘပြည်သူတွေနဲ့ကျွန်တော်ကွန်မန့်အောင်မမိုင်းရပြီပါအောင်အဲ့ဒီနိုင်ငံတွေကတော့ရုရှားဒီဓာရစ်လာအိုတရုတ်နော်ဒီလေးနိုင်ငံကကျွန်တော်တို့နိုင်ငံမြန်မာပြည်သူတွေကိုမကောင်းစားချင်ဟိုတိုးတက်ဖွင့်ပြမှာကြောက်တယ်ဆိုတော့ဒီမှာအဖြေပေးလိုက်တာ เนาะဒါကြောင့်မို့ဗီဒီယိုတွေပဲစဉ်းစားပါဒေါ်လာကြီးပြီးရင်ဒီကောင်တွေကိုမလုပ်ချင်ဘူးเนาะအားလုံးပဲကျွန်တော်တို့ရဲ့အောင်ပွဲကြီးက IEO ကနေစလာအရေးတော်ကအောင်နေပြီเนาะခွေးကြခုမလုပ်မလဲဆိုတာစောက်ကြည့်ရအောင်